president of the People's Republic of China. Good to meet you. Good to meet you. Great pleasure to see you again. Good to see you again. ဒီကနေ့အောက်တိုဘာ30ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာတရုတ်သမ္မတရှီကျင်းဖင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တွေ့ဆုံခဲ့တဲ့နောက်သူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲကတိတ်ကိုထူးခြားကောင်းမွန်ခဲ့တယ်လို့ထရမ့်ကပြောခဲ့ပါတယ် ဂျာကကဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံကြီးတွေဖြစ်ပြီးကုံသွယ်ရေးကန္တမှာတင်းတင်းမာမာ အားပြိုင်နေကြတဲ့တရုတ်နဲ့အမေရိကန်ရဲ့ခေါင်းဆောင်တွေတွေ့ဆုံကြတာဖြစ်လို့ဒီဘူဆန်ဆွေးနွေးပွဲကိုဒီကဘာလုံးကပို့ပြီးအာရုံစိုက်ခဲ့ကြပါတယ်ဘူဆန်နိုင်ငံတကာလေဆိပ်မှာကျင်းပခဲ့တဲ့ဒီဆွေးနွေးပွဲကမိနစ်100ဝန်းကျင်လောက်ကြာမြင့်ခဲ့ပါတယ်ဆွေးနွေးပွဲရလဒ်တွေကအပေါင်းလက္ခဏာဆောင်းခဲ့ပြီးတရုတ်အပေါ်အမေရိကန်ကကုံသွယ်ကုံစီးကြံနှုန်းတချို့ရှင်းချပေးခဲ့တယ်လို့ တရုတ်ကလည်းအမေရိကန်ကိုတံပြန်ထိုးနှက်ဖို့ကြင်သုံးနေတဲ့ကန့်သက်ချက်တွေကိုပယ်ဖြတ်ပေးဖို့သဘောတူခဲ့ပါတယ်။ဒါကဘာလို့ဆိုလို့လဲဆိုရင်ဥပမာအမေရိကန်အတွက်အရန်လိုအပ်နေတဲ့မြေရှားသတ္တုတင်ပို့မှုတွေကိုတရုတ်ကထိန်းချုပ်တာမျိုးလုပ်တော့မှာမဟုတ်ဘူးလို့ထရမ့်ကပြောပါတယ်။ဒီတော့ခြုံပြီးကြည့်ရင်ဆွေးနွေးပွဲကအဆင်ပြေခဲ့တယ်ဆိုပေမဲ့နှစ်နိုင်ငံကြားမှာအထူးလိုနေတဲ့ကုံသွယ်ရေးသဘောတူစာချုပ်ကိုတော့ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။အစောပိုင်းရှီနဲ့မတွေ့ခင်မှာထရမ့်က ဲ့ဒီစာချုပ်ချုပ်ဖြစ်ဖို့သူမျှော်လင့်တယ်လို့ပြောခဲ့ပေမဲ့ဆွေးနွေးမှုတွေအပြီးသတင်းတောက်တွေနဲ့တွေ့တဲ့အခါမှာတော့အပြီးသက်သဘောတူညီမှုတစ်ခုခုရဖို့ဆက်ဆွေးနွေးစရာတွေရှိနေစေဆိုပြီး Trump ပြန်ပြောလိုပါဒါကိုစစ်ပွဲတစ်ခုအနေနဲ့နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင်တော့ American နဲ့တရုတ်တို့ကအပြည့်ရက်ထားတဲ့သဘောပါဒါပေမဲ့စစ်ကိုအပြီးရက်စဲစေမဲ့ငြိမ်းချမ်းရေးစာချုပ်ကိုတော့မချုပ်ဖြစ်ကြသေးပါဘူးလေးလာသူတွေကတော့နှစ်နိုင်ငံကြားကတင်းမာမှုတွေဆက်ဖြစ်နေတာကနှစ်ဖက်စလုံးကိုအထိနာစေတယ်ဆိုတာ တရုတ်ရောအမေရိကန်ပါကောင်းကောင်းသဘောပေါက်ထားတဲ့အတွက်ထိတ်တိုက်တွေ့ကြမယ်အစားညှိနှိုင်းဖြေရှင်းမှုကိုပိုလိုလားနေကြပြီလို့လက်ခံထားပါတယ်။ဒါပေမဲ့အပြန်အလှန်ဆက်ဆံရေးမှာနက်နက်ရှမ်းရှမ်းအယုံကြည်ကင်းမဲ့မှုတွေအမြင့်တွယ်နေစေဆိုတော့ဒါကိုအလုံးစုံပြေလည်ရေးဆိုတာကအတော်ကြီးအချိန်ယူရအောင်မယ်လို့သူတို့ကပြောပါတယ်။၆နှစ်အတွင်းရှိနေပထမဆုံးအချိန်လူချင်းတွေ့ဆုံခဲ့တဲ့အစည်းအဝေးနဲ့ပတ်သက်ပြီးသတင်းတောက်တွေကထရမ့်ကိုသူ့အနေနဲ့အမှတ်ပြစ်ဆယ်မှတ်ဆိုရင် ဘယ်နှမတ်လောက်ပေးကျင်တယ်လဲလို့မေးတဲ့အခါထရမ့်က12မတ်လို့ပြန်ဖြေပါတယ်။တစ်ဖက်မှာထရမ့်နဲ့ရှင်ရင်ရှီကတော့အစည်းအဝေးနဲ့ပတ်သက်လို့သူ့သဘောထားကိုထုတ်ပြောရမှာပိုပြီးထိမ့်သိမ့်သိမ့်သိမ့်ရှိခဲ့ပါတယ်။သူကဒီဆွေးနွေးပွဲဟာအရေးကြီးတဲ့ဘုံသဘောတူညီမှုတွေကိုရှာဖွေဖို့အတွက်အဓိကကျတဲ့ခြေလှမ်းတစ်ခုလို့ရည်ညွှန်းခဲ့ပါတယ်။အစည်းအဝေးမစခင်မှာထရမ့်ကသူနဲ့ရှီတို့စကားပြောကြမဲ့အချိန်က၃နာရီ၄နာရီလောက်ကြာနိုင်တယ်လို့မှတ်ချက်ပေးခဲ့ပေမဲ့ လက်တွေမှာတော့တနာယီခွဲကြော်ကြော်လောက်ပဲရှိခဲ့ပါတယ်။ဒါကအချိန်အားဖြင့်အရန်မကြာခဲ့ဘူးဆိုပေမဲ့ Trump နဲ့ရှီတို့ရဲ့တွေ့ဆုံမှုကအထူးအရေးပါတဲ့အရေးတစ်ခုဖြစ်လာတယ်ဆိုတာကိုတော့အတိအမှတ်ပြုရပါမယ်။ပြီးတော့လာမယ့်နှစ် April လကျရင်သူကတရုတ်နိုင်ငံကိုသွားရောက်မယ်လို့လည်းဆက်ကသမရစီတော်လေရင် Air Force 1ပေါ်မှာဖိတောက်တယ်လို့ပြောခဲ့ပါသေးတယ်။ကုံတွယ်ရေးစာချုပ်ထိမချုပ်ဖြစ်ခဲ့ပေမဲ့လေဘူဆာဆွေးနွေးပွဲမှာသူတို့နှစ်ဦးက အရေးကြီးတဲ့ကုံသွဲရေးအငင်းပွားမှုတချို့ကိုအကြေအလဲရှင်းလင်းလာခဲ့ပါတယ်။ Trump အနေနဲ့ American C ကပဲဝယ်ယူမှုတွေဆိုင်းငံ့ထားရကနေပုံမှန်အတိုင်းပြန်လည်တင်သွင်းဝယ်ယူဖို့သဘောတူခဲ့ပါတယ်။ဒီချက်ကကျေးလက်ဒေသတွေမှာ Trump ကိုအထူးတလဲထောက်ခံကြတဲ့မဲဆန်ဒါရှင်လေသမားလူတန်းစားအတွက်ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။နောက်ပြီး Trump အစိုးရရဲ့ဦးစားပေးရီမန်းချက်တစ်ခု ဖြစ်တဲ့ Fentanyl မူရစေဝါတိုက်ဖျက်ရေးရီမန်းချက်မှာပို့ပြီးတော့အင်တိုက်အားတိုက်ပူးပေါင်းပေးဖို့တရုတ်အစိုးရကကတိပြုခဲ့ပါတယ်။ ဒါရဲ့အပြန်လှန်အနေနဲ့ Fentanyl ထုတ်လုပ်မှုမှာလိုအပ်တဲ့ဓာတုပစ္စည်းတွေတရုတ်ကတင်သွင်းမှုအပေါ်အမေရိကန်ကတင်းကျပ်ထားတဲ့အခွန်ပမာဏတွေရှော့ပေါ်ပေးခဲ့ပါတယ်။လုံးဝအရေးကြီးဆုံးအချက်ကတော့အမေရိကန်စီမြေရှားတပ်တူတွေတင်ပို့မှုကိုအ ਨੇ စုံတစ်နှစ်ထိလုံးဝမကန့်သက်ဖို့တရုတ်ကသဘောတူခဲ့တာဖြစ်ပါတယ်။ဒီတော့တင်မှာတော့နှစ်နိုင်ငံကြားအပူတပြင်းဆွေးနွေးမှုတွေကိုဆက်လုပ်နေကြမဲ့သဘောပါ။အမေရိကန်ကလည်းတရုတ်ပေါ်အခွန်စည်းကြမ်းမှုတွေရှော့ပေါ်တာ တရုတ်ရဲ့ကုန်သွယ်ရေကြောင်းနဲ့တင်ပေါ်တိဆောက်မှုတွေကိုဥပဒေကြောင်းအရာစုံစမ်းစစ်ဆေးမှုဆိုင်းငံ့ပေးတာတွေလုပ်ဖို့လက်ခံခဲ့ပါတယ်။တရုတ်ကုမ္ပဏီ Biden's ကပိုင်ဆိုင်တဲ့လူမှုကွန်ရက်မီဒီယာ TikTok ကို American C လက်လွဲရောင်းချရေးကိစ္စအကြောင်းကိုတော့ Trump ကအထည့်မပြောခဲ့ပါဘူး။တရုတ်အရာရှိတွေကတော့ TikTok ကိစ္စကို American နဲ့ပြည်လဲအောင်ညှိဖို့အလေးအနက်ဆက်ပြီးလုပ်နေတယ်လို့ပဲမတင်မကျပြောထားတာတွေ့ရပါတယ်။ And we're going to have a very successful meeting. နှစ်ဖက်ကုံသွေးရေးကဏ္ဍကိုပဲတိတိကျကျပြင်ပထားခဲ့ပုံရပြီ။ ထိုင်ဝမ်အရေးလိုမျိုးအကြောင်းအရာတွေကိုတော့မဆွေးနွေးခဲ့ပါဘူးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကြေညာချက်မှာတော့သမရရှိဟာတရုတ်နဲ့အမေရိကန်ကိုပြိုင်ဘက်တွေရန်သူတွေဖြစ်နေမဲ့အစားမိတ်ဆွေတွေလက်တွဲဖော်တွေအဖြစ်မြင်ကျင်တယ်လို့ပြောပါတယ်ရှီကနှစ်နိုင်ငံစလုံးကိုကောင်းကျိုးဖြစ်ထွန်းစေမဲ့ငြိမ်းချမ်းတိမ်မွေးတဲ့ဆက်ဆံရေးမျိုးအခြေခံဖောင်ဒေးရှင်းတည်ဆောက်ဖို့သူ့ဘက်ကအစင်သင့်ရှိနေတယ်လို့လည်းပြောကြားခဲ့ပါတယ်တကားပိတ်ဆွေးနွေးမှုရဲ့နောက်ွယ်ကအသေးစိတ်အခြေအနေတွေကိုမသိရပေမဲ့ ဘူဆန်ဆွေးနွေးပွဲကအလုပ်ဖြစ်ခဲ့တာတော့သိကြပါတယ်။ပြီးတော့အဲ့ဒီတွေ့ဆုံမှုကရှီယောထရမ့်ပါထိတ်တိုက်တွေ့ရင်နီလန်တက်ဆွေးနွေးအဖြစ်ရှာရေးချင်းကမ်းမှုကို ပို့ပြီးအားတန်လာနေတယ်ဆိုတဲ့အရှိတရားကိုလည်းမြင်သာစေပါတယ်။ဒါကအေယာမကျွဲနှကောင်ခတ်နေတဲ့ပွဲမှာမြေစာပင်ဖြစ်နေတဲ့ကမ္ဘာစီးပွားရေးနယ်ပယ်အတွက်တော့အားတက်စရာပါပဲ။အခုနှစ်ထဲမှာထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက်သူနဲ့ရှီ၃ချိန်ဖုန်းပြောပြီးပါပြီ။ အခုဆိုရင်ဘူဆန်မှာလည်းထိပ်သီးဆွေးနွေးပွဲအနေနဲ့တွေ့ခဲ့ကြသလိုနောက်နှစ်မှာဆိုရင်လည်းပဲဘေကျင်းထိထရမ့်ကအလဲပတ်ခရီးစဉ်သွားရောက်ဖို့ပြင်ဆင်ပြီးပါပြီ။ဒါကနှစ်နိုင်ငံကြားမှာအတိအလင်းပြဿနာလုံနေကြမဲ့အစားကွဲပြားမှုတွေကိုတရည်ချင်းပြန်ဖြေလျှော့ဖို့လက်တွေ့စူးစမ်းနေကြတယ်ဆိုတာကိုပေါ်လွင်စေပါတယ်။ဒါပေမဲ့လည်းတိမ်မွေ့ပြီးကင်တွေရခက်တဲ့တင်းမာမှုတွေနဲ့အပြန်အလှန်မယုံကြည်မှုတွေကလည်းဆွဲနှုတ်ပြဖို့ကခက်နေအောင်မှာပါ။ American အစိုးရအဆက်ဆက်က တရုတ်ကိုကမ္ဘာဥဆောင်နေရလူမဲ့သူအဖြစ်ရှုမြင်လာခဲ့ကြပါတယ်။ပြီးတော့အခုလိုမျိုးပြေးလည်လာသည့်တိုင်အောင်တရုတ်ကိုဖိအားပေးကျင်တဲ့ထရမ့်ရဲ့ညင်ကလည်းအပြောင်းလဲမရှိသေးပါဘူး။ဒါပေမဲ့ထရမ့်နဲ့ရှီရဲ့တွေ့ဆုံမှုကနိုင်ငံတကာစီးပွားရေး၊ကုန်သွယ်ရေးရပ်ဝန်းအတွက်စိတ်ကျေနပ်မှုစိတ်သက်သာရမှုတွေကိုဆောင်ကျင်းပေးနိုင်ခဲ့ပါတယ်။အခုဆိုရင်ကမ္ဘာစီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားကပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်လာနိုင်ခြေကစမှတ်ထိပြန်ဆင်းသွားပါပြီ။ဒါကြောင့်မလို့လေအ ਨੇ စုံတော့ အချိန်တိုင်းတာတစ်ခုထိတရုတ်အမေရိကန်ကုန်သွယ်ရေးပြည်ပခါကြောင့်တစ်ကမ္ဘာလုံးရောက်ရက်ခက်ရတဲ့သတင်းမျိုးကိုတော့ကြားရအောင်မှာမဟုတ်ပါဘူးရှင်။အခုနားဆင်ကြရတဲ့ People's Spring ရဲ့ပြောပြအောင်မယ့်အစီအစဉ်ကိုတော့တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရှင်။